ရှမေးအာရိုဂန်ကိုလှလှပပတုံ့ပြန်လိုက်တဲ့မာလီခင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Entertainment My Sport Channel ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်မကြသေးမီကမှ online အစမ်းကိုထပ်မံအနံ့ယူပြထားတဲ့ရှမေးအာရိုဂန်ကတော့အနာတိုလီမာလီခင်စီကနေ Middleweight Champion ကပတ်ကိုလူယူခွင့်ရဖို့လုံလုံလောက်လောက်စွမ်းဆောင်ပြပြီးပြီလို့ယုံကြည်နေပါတယ်သူက champion ကပတ်အတွက်စိတ်အားထက်သန်နေပြီးမကြသေးမီက1 champion ချင်းနဲ့ interview မှာအခုလိုပြောဆိုလိုက်ပါတယ် ရိုးရိုးသားသားပြောရရင်ဘသူနဲ့ပဲတတ်ခရပါစေငါကယူမဆိုင်ပါဘူးမာလီခင်ပဲဖြစ်ဖြစ်တခြားတယောက်ပဲဖြစ်ဖြစ်ပေါ့ငါကချန်ပီယံကပတ်ကိုရယူခြင်းဝါ53ကီလိုတန်းကငါရဲ့ဝိတ်တန်းပဲလေဒါကြောင့်ငါရှေ့ရောက်လာမဲ့သူကအရင်မကြည့်ပါဘူးချန်ပီယံကပတ်အတွက်ဘသူနဲ့မဆိုတိုက်ခိုက်ချင်ပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်တကယ်တော့အာရိုဂန်ကအွန်လိုင်းအန်ဆန်းကိုအနိုင်ယူခဲ့တဲ့ပွဲပြီးအင်တာဗျူးမှာကလေးကချန်ပီယံကပတ်လူဝင်ရဖို့1ချန်ပီယံရှစ်ဥက္ကရာချက်ထရီကိုအခုလိုတောင်းဆိုခဲ့တာပါ ရှက်ထူရေခမားကိုကျေးဇူးအထူးတင်ပါတယ်ဗျာကျွန်တော်ဒီမှာရှိနေရတာဂုဏ်ယူပါတယ်ဒီ promotion ကိုလည်းရှစ်ပါတယ်ကျေးဇူးပြု၍ကျွန်တော်ကို champion ကပတ်အတွက်ပွဲစီစဉ်ပေးပါကျွန်တော်ဘာလို့နိုင်လဲဆိုတာပြသပါမယ်လို့တခါတည်းပွဲတောင်းသွားခဲ့တာပါ ရှမီအာရိုဂန်ရဲ့အဆိုပါပြောစကားတွေဟာလက်ရှိမီဒယ်ဝိတ်ချန်ပီယံအနာတိုလီမာလီခင်နဲ့ပွဲဖြစ်ရှင်နေကြောင်းတော့ကိုထင်ရှားနေကြတာပါတို့တော့တော့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး Russian Fighter ကြီးမာလီခင်ဘက်ကလည်းအခုလိုတုံ့ပြန်လာခဲ့ပါတယ်။ရှမေးကတကယ်ကိုကောင်းတဲ့ Fighter ပါ။ဒါဟာတန်လျာရှိစရာမလိုပါဘူး။ဒါပေမဲ့သူကိုယ်တိုင် Interview တစ်ခုမှပြောခဲ့တယ်လေ။ငါ့လို Fighter မျိုးနဲ့ဘယ်တော့မှယင်မဆိုင်ခဲ့ဘူးဘူးဆိုပြီးတော့ပေါ့။ငါ့မှာအလဲထိုးပါဝါရှိတယ်။ဒါသူလေးစားရမယ့်အချက်ပဲလေ။ရှမေးအာရို ဂန်အနေနဲ့ငါ့ကိုစိန်ခေါ်ဖို့နှခါပြန်စင်းစားသိမ့်ပါတယ်လို့မာလီခင်ကလှလှပပတုံ့ပြန်သွားခဲ့ပါတယ်ပရိသတ်များခင်ဗျာလက်တလောထွက်ပေါ်လာတဲ့သတင်းတွေရတော့မာလီခင်အနေနဲ့ရှမေးအာရိုဂန်နဲ့ပွဲထက်သူ့ရဲ့ heavyweight တန်းကိုပဲအာယုံစိုက်နေတယ်လို့သိရပါတယ်သူကပြီးခဲ့တဲ့119ပြိုင်ပွဲတုန်းကစီနီဂေါလူတန်းကြီးရူရူအိုမာခင်းကိုမထင်မဖဲ split decision နဲ့အရှုံးပေးခဲ့ရပြီး heavyweight တန်း champion ကပတ်ကိုလက်လွတ်ပေးခဲ့ရသူပါပြီးတော့အဲ့ဒီပွဲဟာသူ့ရဲ့ MMA fighter ဘဝပထမဆုံးရှုံးပွဲလဲဖြစ် ခဲ့တာပါ။ဒါကြောင့်အခဲမကြီးဖြစ်နေတဲ့မာလီခင်က1 and interview မှာအခုလိုပြောဆိုသွားခဲ့ပါတယ်။ အခုတော့ငါရဲ့ဥတီချက်က heavyweight တန်းပါပဲ။ငါရဲ့ Vora ကြီးဥမာခင်းနဲ့လဲပွဲပြန်ဖြစ်ဖို့ပါပဲ။ January ကနောက်မှလာပါမယ်လို့ Malik Khan ကပြောဆိုသွားခဲ့ပါတယ်။ရှမေးအာရိုကန်က Malik Khan စီက middleweight champion ကပတ်ကိုလိုချင်နေသလို Malik Khan ကလည်းသူ့ရဲ့ဆုံးရှုံးသွားတဲ့ heavyweight ကပတ်ကိုဥမာခင်းစီကနေပြန်လဲရယူချင်နေတာပါ။ဝမ်ဩဂရချက်ထွေးအနေနဲ့ဘယ်လိုတွေပွဲစီစဉ်ပေးလာမလဲဆိုတာကိုတော့ဆက်လက်စောင့်မျှော်ကြည့်ရှုလက်ကြရအောင်ကြ။